မကွေးတိုင်းပေါင်းမြို့နယ်ချောင်းနာရွာကဆစ်ဆောင်အိမ်တော်စု105စုကိုမေလ22ရက်နေ့မှာစံတွေထောက်ပံ့ပေးခဲ့တယ်လို့ပေါင်းမြို့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနစီကသိရပါဗျ။အိမ်တော်စု105စုရှိလူဦးရေ345ဦးအတွက်တဦးကိုစံခွနပြီနှုံးနဲ့ထောက်ပံ့ပေးခဲ့တာလို့ဆိုပါဗျ။အခုထောက်ပံ့ပေးခဲ့တာဟာ2022ခုနှစ်အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေမိရှုဖြက်စီးမှုတွေလုပ်ခဲ့တဲ့ပေါင်းမြို့နယ်ချောင်းနာရွာတင်းတဲ့ရွာဟောင်းကထွက်ပြေးလာသူတွေဖြစ်တယ်လို့ ောက်မြို့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်နေရဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနတာဝန်ရှိသူတို့ကပြောပါတယ်။ရွာဟောင်းမှာရှိတဲ့ AG 130-140လောက်ရှိမှာပေါ့နော်။ဟိုမိရှုခံရတယ်။ဒါပေမဲ့နောက်ထပ်ရွာအစ်စ်မှာကြတော့မိရှုတော့မခံဘူး။နေနေဖြစ်စီဖြစ်စီယူခံရတယ်ပေါ့နော်။အဲ့ဒါဆိုတော့ကျွန်တော်တို့ဌာနအနေနဲ့မိဘတိအိမ်တော်သူတွေကိုငွေကြေးထောက်ပံ့ပေးပြီးမဲ့တခြားရွာဟောင်းမှာရှိတဲ့မိရှုခံရတဲ့အိမ်တွေဖြစ်စီခံရတဲ့အိမ်တွေအကြီးအကျယ်တကြတော့ကျွန်တော်တို့ ကိုင်းလေရေစခန်းနဲ့တကုံးပြူရွာကြားမှာရှိနေကြတော့ကျွန်တော်ဒီဟာတွေအတွက်ပစ္စည်းဆုံးရှုံးမှုတွေမရည်တွက်နိုင်ဘူးဘာလို့မရည်တွက်နိုင်တဲ့အချိန်မှာကျွန်တော်မြေရဆွန့်ခွာနေနေပဲပေါ့နော်ဒုတိယကိုဆန်းခုနှစ်ဒီနှုန်းနဲ့ဟုတ်ပြီးထောက်ပံ့မှုပေးထားပါတော့နော်ဟုတ်လက်ရှိမှာတော့အထက်ပါကျေးရွာတွေပါဝင်ပေါင်းမြို့နယ်မှာရှိတဲ့ကျေးရွာ၄၀ကအိမ်အောင်စု2600စုလူဦးရေ18000နေရက်ကတင်းရှောင်နေရတယ်လို့သိရပါဗျ